ရထားတိုင်းမိမှာဆိုလိုကားပေါ်ကခုံဆင်းလိုက်တာကြောင့်အသက်ဆုံးရှုံးလိုက်ရတဲ့ထိုင်းနိုင်ငံကမြန်မာလူမျိုးမဖြစ်ဖြစ်ပရိသတ်များလုံးမင်္ဂလာပါရှင်ဆယ်လီစိုက်တာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မိဘကိုလိုကျွေးဖို့ထိုင်းနိုင်ငံမှာတွားရောက်အလုံးလုံးနေရင်မထင်မှတ်ပဲအသက်ဆုံးရှုံးခဲ့ရတာကတော့မဖြစ်ဖြစ်ပါမဖြစ်ဖြစ်ကအသက်28နှစ်အရွယ်ရှိနေပြီဖြစ်ပြီးတော့ထိုင်းနိုင်ငံ Smartcon ကရေခဲမုံခွတ်ဆိုင်မှာအလုံးလုံးကင်နေရလို့သိရပါတယ် ဒါပေမဲ့အခုခါမှာတော့မဖြစ်ဖြစ်ပါမစင်မချင်းမောင်းနေတဲ့ထိုင်းနိုင်ငံကကားသမားကြောင့်ယထားကျိမှုဖြစ်ပွားပြီးတော့ပွဲချင်းပြီးဆုံးပါသွားခဲ့ရတာဖြစ်ပါတယ်။အဆိုပါဖြစ်ပျက်ကတော့မေလ31ရက်နေ့မနက်ခင်းအချိန်ထိုင်းနိုင်ငံစမုတ်စာခွန်ခရိုင်မဟာချိုင်နယ်လုံးမြေအစွဲတစ်လမ်းမှာ ဖြစ်သွားခဲ့ရဖြစ်ပါတယ်။ဖြစ်ပုံကတော့ရေကဲမုန်ခွက်ဆက်ရုံမှာညဆိုင်ဆင်းပြီးတော့ပြန်လာတဲ့အလုသမား6ယောက်ဟောင်းဖယ်ရီကားနဲ့ပြန်လာခဲ့ရပါဘူး။ဒီအထိတော့ဘာမှမဖြစ်သေးပါဘူး။ ဒါပေမဲ့လည်းထိုင်းလူမျိုးဒရိုက်ဘာကကားကိုမစင်မကျင်မောင်းပြီးတော့ရထားလာနေတဲ့တန်လန်းကိုဖြတ်ကူးခဲ့ရဖြစ်ပါတယ်။ တန်လန်းကိုဖြတ်ကူးရဲ့ချိန်မှာယထာကတော်တော်လေးကိုနီးကပ်နေပါပြီ။ဒါကြောင့်လည်းကားပေါ်မှာပါလာတဲ့မြမအလုံသမားအမျိုးသမီး6ယောက်ကကားပေါ်ကနေဆင်းပြေးကြပါတယ်။ဒီလိုဆင်းပြေးကြတဲ့အလုံသမားတွေအားလုံးဒီပါလွတ်မြောက်ကြပေမဲ့အသက်28နှစ်အရွယ်မဖြစ်ဖြူကတော့ယထာတန်လန်းမှာကြပြီးတော့မထနိုင်တော့ပါဘူး။ဒါကြောင့်လည်းယထာကြိတ်ခံရပြီးတော့အသက်ဆုံးရှုံးသွားခဲ့ရဖြစ်ပါတယ်။တကယ်ဆိုရင်ယထာလာနေရင်တောင်ကားပေါ်မှာနေလိုက်ရင်လွတ်တာကိုတွေ့ရပါတယ်။ဒါပေမဲ့မြမအလုံသမား6ယောက်ကတော့ကြောက်လန့်တကြားနဲ့ကားပေါ်ကနေဆင်းပြေးရကြောင်းမဖြစ်ဖြူ ူတယောက်အသက်ဆုံးရှုံးသွားခဲ့ရပဲဖြစ်ပါတယ်။ဒါကြောင့်လေလူတွေအားလုံးကတနာကိယနာတက်နေကြရတာပေါ့အထွေသဖြင့်တော့ကာသမာတယောက်ရဲ့မစင်မကျင်မောင်းနေမှုတွေကြောင့်မြန်မာလူသမားတအူထိုင်းနိုင်ငံကနေမြန်မာနိုင်ငံကိုပြန်မလာနိုင်တော့ပဲအသက်ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။အခုလိုမျိုးယထာကျိတ်ခံရပြီးတော့အသက်ဆုံးရှုံးသွားရတဲ့မဖြစ်ဖြစ်အောင်မိဘတွေကလာတိုင်းပတ်စံလွှဲနေကြဖြစ်တယ်လို့သိရပါတယ်။ မဖြစ်ဖြစ်သေးဆုံးသွားတာကိုမိဘတွေကမသိသေးရကြောင်းတမီးရဲ့ဖုန်းလာကိုမိဘနှစ်ပါးကစောင့်မျှော်နေကြမှာကတော့အသေးအချာပဲဖြစ်ပါတယ်။ဒါကတကယ်ကိုကြေကွဲဝမ်းနည်းစရာပေါ့။အလုံးလဲသိကြတဲ့အတိုင်မြန်မာနိုင်ငံမှာကစီးပွားရေးကြက်တဲမှုတွေကြောင့်မြန်မာနိုင်ငံသားတွေဟာရေကြီးရမျက်နှာရရှာဖွေရင်းနဲ့ပြည်ပနိုင်ငံတွေကိုထွက်ခွာပြီးတော့ခက်ခက်ခဲခဲနဲ့အလုံးလုံးကငွေရှာကြရတာဖြစ်ပါတယ်။ပြည်ပနိုင်ငံတွေကိုထွက်တော့လေအသက်အန္တရာယ်နီးကပ်စွာနဲ့အောက်လန်းကစွန်စားထွက်ရတယ်လို့ပြည်ပနိုင်ငံတွေမှာလဲဝမ်းစာရှာဖွေဖို့အတွက်စင်ရဲပင်မန်းစွာ ွာအလုံးလုံးကြရပါတယ် တခါတလေမှာအသက်အန္တရာယ်များတဲ့အလုပ်တွေတောင်လုပ်ကင်တက်ရပါတယ်။ဒါကြောင့်လည်းမြန်မာရွှေပြောင်းအလုပ်သမားတွေဟာအနိုင်ကျင့်ခံရတာ၊မတရားဖိနှိပ်ခံရတာတွေအပြင်မတော်တဆဖြစ်ရက်တွေကြောင့်အသက်ဆုံးရှုံးရတာတွေလည်းများစွာရှိပါတယ်။အခုလည်းမိဘကိုလုံခြုံနေတဲ့ရေခဲမုံခွက်ဆက်ယုံကမြန်မာအလုပ်သမားမလေးမဖြစ်ဖြစ်ကတော့မတော်တဆမှုဖြစ်ရက်ကြောင့်အသက်ဆုံးပါသွားခဲ့ပြီဖြစ်ပါတယ်။ဒီအတွက်ကြောင့်လည်းအလုံးကစိတ်မကောင်းဖြစ်နေကြတာပါ။အခုတော့မဖြစ်ဖြစ်တယောက်ကလုပ်ငန်းခွင်မှာမဟုတ်တဲ့အတွက်ကြောင့်ရေမတော်တဆမှုကြောင့်နင်းနာကြီးရဖို့လည်းမလွယ်ကူခဲ့ပါဘူး။ ဒါပေမဲ့လည်းမဖြစ်ဖြစ်ရဲ့မိဘတွေကိုအကြောင်းကြားဖို့အတွက်ပြင်ဆင်နေရလို့သိရပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောထိုင်းနိုင်ငံမှာယထားကျိတ်ခံရပြီးတော့အသက်ဆုံးပါသွားခဲ့ရတဲ့မတ်ဖြူဖြူပေါ်မှာကောင်းရာသူကရစ်ရောက်စေဖို့အတွက်ဆုတောင်းပေးကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။